အားလုံးပဲမင်္ဂလာပါမယ်နေယူ channel ကနေအားလုံးကြိုဆိုပါရစေကျွန်တော်ဒီကနေ့မှာတော့ Manchester Town နဲ့နည်းနည်းပတ်သက်ပြီးကစားသမားပြောင်းရွှေ့နောက်ဆုံးသတင်းနှစ်ပုဒ်ရှိပါတယ်ပထမသတင်းတစ်ပုဒ်ကကျွန်တော်တို့ဒီမာဇီရိုကနေပို့လို့လာတာ Napoli အသင်းကကျွန်တော်တို့ Manchester Town နဲ့တေးတိုက်စစ်ကစားသမား Jadon Sancho ကိုခေါ်ယူဖို့အတွက်သဘောတူညီမှုတချို့ရထားတယ်ဆိုပြီးတော့ဖော်ပြလာတယ်ပြီးလို့ချင်းပြင်သစ်ကလဲမူနာကိုတင်ရဆိုရင်အိုနာနာကိုခေါ်ဖို့အတွက်အဓိကပြင်မဲ့ထားလာတယ်ဆိုပြီးတော့ပြင်သစ်မီဒီယာတွေရဲ့ဖော်ပြမှုတွေရှိတယ်ဆိုတော့ဒီသတင်းနှစ်ပုဒ်ကိုဒီကနေ့မှကျွန်တော်တို့ဆွေးနွေးကြည့်အောင်စာသမားတွေ အဲကျွန်တော်ကဒီကနေ့အလုံးမတော်ရတဲ့အတွက်တည်င်းကိုကျွန်တော်ခက်မမြဲလေးဒီနေ့စောစောတင်ရတာဖြစ်တယ်ပေါ့ဗျာအလုံးကိစ္စတစ်ခုရှိတဲ့အတွက်ကျွန်တော်ဒီနေ့အလုံးမတော်ဘူးဆိုတော့ကျွန်တော်ဆွေးနွေးကြည့်အောင်အောင်ပေးမင်္ဂလာပါအောင်ပေးမင်္ဂလာပါပထမဦးစုကျွန်တော်တို့ဒီအိုနာနာနဲ့ပတ်သက်ပြီးတော့ပြောလို့ချင်းပြည်သိကလဲမူနာကိုတင်ရဆိုရင်သူတွေကိုယ်တမနေရာကိုအစားထိုးဖို့အဆင်မြင့်တင်ဖို့အတွက်ကိုအိုနန္ဒာကိုပြင်မထားလာတယ်ဆိုပြီးတော့တည်င်းတွေမှာဖော်ပြလာတယ်ဆိုတော့ မက်ရှီဇာအုံနေနဲ့အတိအနေနဲ့ပေါ့ဗျာဒါကအခွင့်ကောင်းလို့ကျွန်တော်ပြောလို့ရတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့လက်ချီဂိုဒမာပြောင်းလဲလို့ဖို့နေရမှာအက်စတန်ဗီလာအတင်းမာတီနဲ့ကိုကျွန်တော်ပြင်ပထားနေတယ်ဒီဂိုဒမာနဲ့လည်းကျွန်တော်ဒီအဆင်ပြေဖို့အချိန်နေရှိနေတယ်ခက်တာကအစတန်ဗီလာအတင်းအနေနဲ့သူတို့ရဲ့ဂိုဒမာကိုပေါက်တဲ့၄စီအထိကျွန်တော်တက်မဲ့ထားတယ်ဒါကပြောင်းချွေချင်းများတဲ့အနေအထားတစ်ခုရှိနေတယ်အဲဒါပေမဲ့လို့တကယ်လို့အန်ဒရီအိုနာနာကိုရောင်းထုတ်ခဲ့မယ်ဆိုရင် ဒီမာတီနဲ့ကိုကျွန်တော်ခေါ်နေရရှိမှာပေါ့ဗျာတစ်ဖက်မှာလည်းကျွန်တော်တို့ဒီအိုနာနာအနေနဲ့မန်ချက်စတာအနေနဲ့တင်းနေ2020ချစ်ခုနေဒီစာချုပ်တည်တည်ရှိနေတယ်အိုနာနာကိုတည်းကအသင်းမှာဆက်ချီမယ်လို့သူမျှော်လင့်ထားတယ်အသင်းကလည်းအဲဂိုတမနေရာကိုအလင်းစလို့ပြောင်းလဲဖို့အလားအလာတိတ်တော့တွေးမယ်ကျွန်တော်မထင်ဘူးဒါကြောင့်တကယ်လို့ပြောင်းလဲလုပ်ခဲ့မယ်ဆိုရင်ကျွန်တော် ဒီအနနာရေးပြောင်းဖြည့်ချက်ကိုအနည်းဆုံးယူရတဲ့သင်္ကပောင်တဲ့30ဒီတက်မဲ့ထားတယ်။ပပလုဆိုတော့ကျွန်တော်အရိတဲရှိသူကဒီကုသမကိုကျွန်တော်ခေါ်ယူခဲ့တာကပောင်48တက်မဲ့5ဒဲဒီပေးချင်ခဲ့ရတယ်။အခုရောင်းထုံးမယ်ဆိုရင်အနည်းဆုံးတန်း30လောက်ကိုကျွန်တော်ရမောက်ကိုဖြစ်မှာ။အမှန်တည်းပြောလို့ရှိရင်အန်ဒရီအိုနာနာနဲ့ကျွန်တော်80လို့တော်လို့မရတဲ့အချိန်မှာရှိနေတဲ့အတွက်ယူနိုက်တက်ကဒီနေရာဒီမဟုတ်ရင်နောက်တရာဒီမှာတေချာပေါ့ရောင်းထုံးမှာ။အခုကျွန်တော်ပြောင်းလိုက်တဲ့အများကြီးလို့ရှိနေတဲ့အတွက်ကုသမနေရာကိုအဲ့လောက်ထိမစဉ်းစားသေးတာ။ ဒါပေမဲ့လို့တကယ်တမ်းမိုနာကိုအတင်းကဟိုကဲလဲလာခဲ့မယ်ဆိုရင် ပေါင်တဲ့30နဲ့ကျွန်တော်ရောင်းချနိုင်ရင်ရှိတယ်။ဒါကတော့ကျွန်တော်ပြင်သစ်မီဒီယာတွေဖော်ပြနေတဲ့သတင်းတစ်ခုပေါ့ဗျာ။နောက်တဲ့ကျွန်တော်ဒီ general section နဲ့ပတ်သက်ပြီးတော့ပြောလို့ချင်း Sky Sport ရဲ့ Dima Zero ကနေကျွန်တော် report လုပ်လို့ရရှိတယ်။ Napoli အသင်းအရဆိုရင် general section ကိုခေါ်ဖို့အတွက် သဘောတူညီမှုတချို့ရရှိထားတယ်ဆိုပြီးတော့ဒီမာစီရိုကကျွန်တော်ဖော်ပြလာတယ်ဆိုတော့ဂျီဒန်ဆန်ချိုအနေနဲ့ကလည်းဂျူပီတက်ထက်ကိုကျွန်တော်တို့နာပိုလီအသင်းကိုပြောင်းဖို့ပို့ပြီးတော့စိတ်အားထက်သန်မှုရှိနေတော့ဗျာဒီနေရာမှာကျွန်တော်တို့တခုစဉ်းစားရမှာကသဘောတူညီမှုတချို့ရထားတယ်ဆိုတော့သဘောတူညီမှုကဘယ်လိုဖြစ်မလဲဥပမာအားဖြင့်ကျွန်တော်တို့ယူနိုက်တက်အသင်းနဲ့များနာပိုလီအသင်းကသဘောတူညီမှုယာယီထားတယ်လားသူတို့မို့လို့ချင်းကစားသမားဖြစ်သူနဲ့နာပိုလီအသင်းကသဘောတူညီမှုယာယီထားတယ်လားဒါကိုကျွန်တော်တို့ကြည့်ရမှာဘာလို့လဲဆိုတော့ ကျေတဲ့ဆယ်ချွေးအပြောင်းရွှေ့ကထင်တဲ့အောင်နဲ့မလွေကူပါဘူးအခုကြိုရင်ဒီကစားသမားကမက်ဆာဝင်နေတဲ့အတင်းကိုပြန်ပြီးတော့ရောက်ရှိနေပြီချက်စီကနေအငားပြန်လာတယ်ဆိုတော့ကျွန်တော်တို့ပြားဒီဂျီဒဲဆယ်ချွေးအပြောင်းရွှေ့ကိုပြောလို့ရှိရင်တကိကိုကျွန်တော်တို့ဒီခေါင်းစားတယ်ကစားသမားဖြစ်သူရဲ့အပြောင်းရွှေ့ကကျွန်တော်တို့ယူနေတဲ့အတင်းအနေနဲ့တောင်းထားတဲ့အပြောင်းရွှေ့ကြီးအရဆိုရင်ပုံသင်း30လောက်ထိပဲတောင်းထားတာဒါကိုရှင်းရှင်းရှင်းလို့ရတယ်အတင်းဘက်ကတော့ပြဿနာမရှိဘူးခက်တကကစားသမားဖြစ်သူရဲ့လုခလာစား ပေသိင်္ဂမေကဲလဲကဲလဲဒီကစားသမားကသူ့ရဲ့လောက်ခလာတာတပက်ကိုပေါ့၃သိန်းကျော်၃သိန်းခွဲတိကိုမလျှော့ဘူးလူကတော့ဘာမှမဟုတ်တာနော်ဈေးကတော့သူ့ရဲ့လောက်ခလာဆိုတောင်းတာဆိုတော့အခုကျွန်တော်တို့နာပိုလီအသင်းနဲ့ကြည်တဲ့ဆယ်ကျော်သားတကယ်လို့သဘောတူညီမှုတရှိုးအမေရိကန်ရာခိမေဆိုရင်ကိုရီအသင်းတက်ကိုဒါအင်မတန်ဝမ်းသာစရာဖြစ်ပါတယ်ဒီတော့အခက်ကြီးတွေကြားမှာဒီကောင်းကိုရောင်းထုတ်ဖို့ကမလွယ်ကူပါဘူးကိုသိင်္ဂမြန်မာပြည်ဈေးကွက်မှာဆိုရင်အမေရိကန်ကျွန်တော်လူခေါ်ဖို့လိုတယ် ဘတ်ဂျက်ကလည်းအဲ့လိုတိအလုံလောက်မရတဲ့အတွက်ရောင်းထုံးတည်တဲ့ကစားသမားတွေကိုကျွန်တော်တို့အမေရိကန်စုရောင်းထုံးနိုင်ဖို့လိုတယ်ဆိုတော့အခုဂျီဒန်ဆယ်ဂျိုနဲ့နာပိုလီအတင်းကဒီလိုမျိုးတည်င်းတွေထွက်လာတဲ့အနေအထားမှာဆိုရင်ဟိုချစ်ဆက်ပြီးတော့နာပိုလီအတင်းကဒီကစားသမားဖြစ်သူကိုအမေရိကန်စုကျွန်တော်တို့ခုံနိုင်ခြင်းရှိမလားကျိုးစောပြောသူလိုပါပဲနာပိုလီအတင်းနဲ့ယူနိုက်တက်အတင်းကြမှာကတော့ဒီအပြောင်းရွှေ့ကိစ္စကတော့အဲ့လိုတိပြဿနာမဟုတ်ဘူးခက်တာကကစားသမားဖြစ်သူရဲ့လိုခလာစား တကယ်လို့နာပိုလီအသင်းနဲ့ဂျီလီဆယ်ကျော်ကသဘောတူညီမှုရရှိခဲ့မယ်ဆို3သိန်းကျော်3သိန်းခွဲကနေ2သိန်းခွဲဟုတ်တယ်မလားအဲ့လိုမျိုး2သိန်းကျော်အဲ့လိုမျိုးယူမလားဒီလိုမျိုးအချက်တွေကိုသဘောတူညီမှုရရှိခဲ့မယ်ဆိုရင်ကျွန်တော်အင်မတန်ကိုပျော်ရွှင်ရမယ့်တည်င်းဖြစ်တယ်ကျွန်တော်မေဆောင်နေတဲ့အသင်းနဲ့ဒီအပြောင်းအရွှေ့ကာလ3လအတွင်းထဲမှာဆိုရင်ကစားသမား2ယောက်3ယောက်လောက်ကိုကျွန်တော်ရရှိဖို့လိုတယ်ဆိုတော့ကျွန်တော်တို့ဒီအန်ဒရီအိုနန်းနနေရာမှာမာတီနက်တို့ကိုအစားထိုးနိုင်ဖို့ရှိနေတယ်တခြားသောကျွန်တော်တို့ဒီပြင်မထားတဲ့ဂိုးသမားတွေလည်းရှိတာပေါ့ဗျာ တဖက်မှာလဲမိုနာကိုအတင်းကအန်ဒရီအိုနာနာလို့မဟုတ်ဘူးချက်စီအတင်းကဂိုသမောက်လေးပြင်မဲ့ထားတယ်အရင်ကျွန်တော်တို့ပြင်မဲ့ထားတဲ့ဂိုသမောက်မှာဆိုရင်ဒီကီယာတော့ပါဝင်ခဲ့တယ်သူတော်ညာလဲဒီကီယာကအခုလက်ရှိဟိုအတင်းနဲ့စာချုပ်တတဲတိုးခဲ့တယ်ဆိုတော့အိုနာနာရဲ့ပြလို့ရှိချက်စီအတင်းကဂိုသမောက်ရဲ့ကျန်တဲ့ဂိုသမောက်တွေကိုလေးမိုနာကိုအတင်းကစိတ်ဝင်စားမှုရှိတယ်ဒါပေမဲ့လို့အခုကျွန်တော်တို့မိုနာကိုအနေနဲ့အန်ဒရီအိုနာနာကိုဥတည်ပြီးတော့ပြင်မဲ့ထားနေတယ်ဆိုပြီးတော့ ပြင်သစ်မီဒီယာတွေကဖော်ပြနေတာပေါ့ဗျာဆိုတော့စာသမားတွေဒီတည်နှစ်ပုံနဲ့ပြသက်ပြီးတော့ညီကိုတို့ရဲ့အမြင်ဘယ်လိုရှိလဲအထူးသဖြင့်ကျွန်တော်တို့အန်ဒရီအိုနာနာထက်ဂျီရယ်ဆန်ဂျိုအပြောင်းရှိပေါ့နာပိုလီအသင်းကဂျီရယ်ဆန်ဂျိုကိုလုခလာစာအပြစ်ပေးမလားတူတယ်မို့လို့ချင်းရှော်ပြီးတော့ညှိနှိုင်းမှုတွေရှိခဲ့မလားဆိုတာ ျွန်တော်နောက်ထပ်တည်င်းတွေမှာဖော်ပြလာတဲ့အနေအထားဘယ်လိုရှိမလဲဆိုတော့ကျွန်တော်ကြည့်ရမှာပေါ့ဗျာအခုတည်င်းကတော့နောက်ပိုလီအတင်းနဲ့ဂျီတေဆယ်ဆိုပါဆိုသဘောတူညီမှုတချို့ရရှိတာတွေဆိုပြီးတော့ Sky Sport ရဲ့ဒီမာဇီရိုကနေကျွန်တော်တို့ပိုလိုထားတဲ့အခြေအနေတခုပေါ့ဗျာဆိုတော့ညီကလေးအမြင်လေးတို့ဆွေးနွေးပေးကြပါအောင်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်တို့နောက်ထပ်လဲ United အတင်းနဲ့ပတ်သက်တဲ့များတည်င်းတွေရထားလို့ရှိရင်ကျွန်တော်တင်ဆက်ပေးဖို့ရှိတဲ့အတွက်ကျွန်တော်ရဲ့ channel လေးကိုတူတူဝင်ရောက်ပူပေါင်းပြီးတော့စောင့်မျှော်ကြည့်ရှုအားပေးဖို့ကျွန်တော်တိုက်တွန်းလိုပါတယ် အတိအတိတော့မင်ဖွယ်များလဲကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe နဲ့ YouTube ကြီးကောင်းလေးကိုတိကျပြီးတော့အတင်းနဲ့ပတ်သက်တဲ့များတည်နေကိုမလိုတဲ့စောင်းမြောကြည့်ကြည့်အားပေးဖို့ထပ်မံပြီးတော့တိုက်တွန်းပါတယ်အားလုံးပဲ okay ပါအားလုံးပဲကျေးဇူးများတင်ပါတယ်